ူပညာညီကောင်မောင်နှမတွေစုံလင်စွာတက်ရောက်ပေးခဲ့ကြတဲ့တရုတ်ဆောင်ပိုင်းတကောနဲ့မလင်းမြဖူးတို့ရဲ့ဆူလျာရစ်ပတ်ထင်းများမင်္ဂလာအခမ်းပွဲမင်္ဂလာပါပရိသတ်ကြီးရှင်မော်ရယ်တရောက်လည်းဖြစ်သလိုနိုင်ငံကျော်တရုတ်ဆောင်တရောက်လည်းဖြစ်တဲ့တရုတ်ဆောင်ပိုင်းတကောနဲ့မလင်းမြဖူးတို့ရဲ့ဆူလျာရစ်ပတ်ထင်းများမင်္ဂလာလက်ထပ်ပွဲကိုတော့ဒီကနေ့ဇွန်လ14ရက်နေ့မနက်ပိုင်းကခန်းနာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ် တရုတ်ဆောင်ပိုင်တကွန်ကတော့ချစ်သူလေးမလေးမြဖူးကိုချစ်သူတက်တန်းလေးနစ်ကြောမှ လက်ထက်ခွင့်တောင်းခဲ့ပြီးခခန်းနာနာလက်ထက်ယူခဲ့တာလည်းဖြစ်ပါတယ်တရုတ်ဆောင်ပိုင်တကွန်နဲ့မလင်းမြဖူးတို့ရဲ့မင်္ဂလာအခမ်းပွဲလေးမှာတော့တတိုးသားအရှန်တွေအနေနဲ့တရုတ်ဆောင်အေဂျင့်မောင်တရုတ်ဆောင်အောင်ရဲလင်တရုတ်ဆောင်အလင်းရောင်နဲ့တရုတ်ဆောင်တေဇလင်းရောင်တို့ကပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ် ဒါအပြင်အနုပညာညီကောင်မောင်နှမတွေဖြစ်ကြတဲ့တရုတ်ဆောင်ဝမ်မုံရွှေကြီးတရုတ်ဆောင်ဖွေးဖွေးတရုတ်ဆောင်ခိုင်သိန်းကြီးနဲ့အတူတရုတ်ဆောင်ဆိုးမြတ်သူဆောင်စန်နီမြင့်လွင်နဲ့တရုတ်ဆောင်မေတန်းတို့ကလည်းဂုံယူစွာနဲ့တက်ရောက်ချင်းမြင့်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ ချစ်သူလေးအပေါ်မှာလေးနှစ်ကြာကြာတက်ဆာရှိရှိလက်တွဲခဲ့ပြီးတော့အသက်28နှစ်ပြည့်ရင်လက်ထပ်ခွင့်တောင်းပါမယ်ဆိုတဲ့ကတိအတိုင်းမလင်းမြဘူးကိုတက်ဆာရှိတဲ့အမျိုးသားတယောက်အနေနဲ့လက်ထပ်ခွင့်တောင်းခဲ့ပြီးအခုလိုခန်းသားကြီးကျယ်တဲ့မင်္ဂလာဧကန်ပွဲကြီးကျင်းပခဲ့ကဇနီးလောင်းလေးမလင်းမြဘူးအပေါ်မှာဘလောက်ထိချစ်မြတ်နိုးကြောင့်သူ့ရဲ့ချစ်ခြင်းမြတ်တာတွေကို ပြသသွားခဲ့တာလည်းဖြစ်ပါတယ်